ဒီနိုင်ငံကတော့ကမ္ဘာပေါ်မှာငလျင်လှုပ်ကပ်မှုအများဆုံးနိုင်ငံဖြစ်ပြီးတော့အဲ့ဒီငလျင်တန်ကြောင့်လူပေါင်းသိန်းနဲ့ချီတေဆုပ်သွားခဲ့ရပါတယ်။ဘလောက်ထိလဲဆိုလို့ရှိရင်သူတို့နိုင်ငံရဲ့နာမည်ကိုပြောလိုက်တာနဲ့ငလျင်နဲ့တော့ရှစ်တွဲပြီးသိနေကြပါပြီ။ဒါပေမဲ့စိတ်ဝင်စားဖို့ကောင်းတာတခုကအဲ့ဒီလူမျိုးတွေကဘယ်တော့မှလက်မလျှော့တတ်တဲ့အပြင်ငလျင်ကြောင့်ဘယ်လိုပြဿနာတွေပဲဖြစ်ဖြစ်ဒါသူတို့နိုင်ငံမှာဖြစ်ကိုဖြစ်မဲ့အရာဆိုပြီးတော့ခံယူထားကြပါတယ်။ ဒါဆိုရင်ဘာကြောင့်များသူတို့နိုင်ငံကငင်းလင်းလှုပ်ကက်မှုအများဆုံးဒေသဖြစ်နေရတာလဲအဲ့ဒီလူမျိုးတွေဟာဘာကြောင့်လွယ်လွယ်နဲ့အရှုံးမပေးတတ်ကြရလဲဒီဗီဒီယိုလေးကိုအစိုးရကြည့်ပြီးသွားရတော့သိသွားပါလိမ့်မယ်သိသွားပါလိမ့်မယ်မင်္ဂလာပါကျွန်တော်ကတော့ဘဝခွန်အားပြဆပေးတွေနဲ့ဗဟုဒတရစီမဲ့အကြောင်းအရာလေးတွေကိုအမြဲတမ်းမျှဝေတင်ဆက်ပေးနေမယ် CYF ကစိုင်းကိုတွေပဲဖြစ်ပါတယ်ဒီနေ့မှာတော့တနေ့ကိုငလျေကြေးရေ1500လောက်လှုပ်ခတ်နေပြီမဲ့လက်မလျှော့ပဲငလျေနဲ့အတူရှက်တွဲနေထိုင်တဲ့ပုံနီလန်တွေ စိတ်နှက်တွေကိုပိုင်ဆိုင်ထားကြတယ်ဂျပန်နိုင်ငံနဲ့ဂျပန်လူမျိုးတွေရဲ့အကြောင်းကိုပြောကြတာပေါ့ဂျပန်နိုင်ငံဟာပထဝီမြေပြင်နေထားရာကျောင်းတွေနဲ့ဖွဲ့စည်းထားပြီးတော့ပစိဖိတ်မီကွင်းလို့ခေါ်တဲ့မီးတောင်စုပေါ်မှာတည်ရှိနေပါတယ်။ဒါကြောင့်ဂျပန်နိုင်ငံဟာတနည်းမှာငလျင်အကြေးကြီးထောင်အားလောက်လုတ်ခတ်ခဲ့ပြီးတော့ကမ္ဘာပေါ်မှာငလျင်နဲ့ခံရမှုအများဆုံးနိုင်ငံဖြစ်ပါတယ်။ ဒါအပြင်ငလင်နောက်ဆက်တွဲနေတဲ့ဆူနာမီရေလိုင်းတိုက်ကိုပါခံခဲ့ရပါတယ်။1923ခုနှစ်မှာဖြစ်ခဲ့တဲ့ Great Kanto ငလင်ရဲ့ကြောင့်လူမောင်းသသိန်းနဲ့4000ကျော်သေဆုံးခဲ့ရပြီးတော့သမိုင်းမှာလူသေးပြောင်များဆုံးငလင်အဖြစ်မှတ်တမ်းတင်သွားခဲ့ပါတယ်။ပိုပြီးအံ့ဩဖို့ကောင်းတာကဒီလိုမျိုးသဘောဘေးရန်တွေတူကိုခဏခဏကြုံနေရပေမဲ့ဂျပန်လူမျိုးတွေဟာဘယ်တော့မှလက်မလျှော့သွားကြပါဘူး။なんとなく生きてんじゃないですか。迷ってんじゃないですか。 ဒါကြောင့်ဂျပန်အစိုးရကငလင်နဲ့ပတ်သက်တဲ့ဥပဒေတွေကိုတင်းတင်းကြပ်ကြပ်ပြဋ္ဌာန်းတယ်။ဂျပန်လူမျိုးတွေကို ငလင်နဲ့အတူရှစ်တွဲနေတဲ့နယ်ကိုဤလန်းတွေကိုရှာဖွေပေးတယ်။ငလင်လှုပ်တဲ့အခါမှာအကောင်းဆုံးကြော်ပြတ်နိုင်ဖို့ငလင်မှလှုပ်ခြင်း၁မိနစ်လောက်ကြိုတိနိုင်အောင် အချက်ပြစနစ်တွေနဲ့ကြိုတင်ပြင်ဆင်မှုတွေလုပ်စီပါပဲ။ Earthquake earthquake. Oh my god, it's big. I got a ball strike. ဒါအပြင်မူယိုကျောင်းတွေမှာကလေးတွေကိုငလျင်လှုပ်ရင်ဘလို့ကာကွယ်ရမလဲဆိုတာတွေကိုပါလောရအောင်သင်ပေးပါတယ်။ပြီးတော့ဂျပန်အစိုးရကအဆောက်အအုံတွေစောင့်တဲ့ချိန်မှာလည်းငလျင်တန်းကြောင့်ပြိုကျမသွားအောင်ခင်းမီနီးပညာတွေနဲ့ base isolation system တွေကိုပါထည့်သွင်းဤဆောက်စီပါတယ်။ဒီလိုအစိုးရနဲ့ပြည်သူတွေပူးတွဲလှုပ်ဆောင်လာတဲ့အတွက်ကြောင့်2024မှာဖြစ်ခဲ့တဲ့ငလျင်မှာသေဆုံးမှုအရေအတွက်200အထိရှော့ချလာနိုင်ခဲ့ပါတယ်။အခုလိုမျိုးဂျပန်နိုင်ငံကငလျင်ကြောင့်လူသေဆုံးမှုအရေအတွက်ရှော့ချလာနိုင်တဲ့အထက်မှာအကြီးကားကျတဲ့အချက်တွေအများကြီးရှိနေပါတယ်။ဒီပညာတိုးတက်လာတာတွေစီကန်လိုက်နိုင်တဲ့ပြည်သူပြည်သူ့ကြီးရဲ့အစိုးရကြောင့်အခုဆိုရင်ဂျပန်လူမျိုးတွေက ငလျင်တွေကိုမိတ်ဆွေဖွဲ့ပြီးတော့ငလျင်နဲ့အတူရှစ်တွဲနေထိုင်မဲ့နီးလန်းတွေကိုရှာတွေ့သွားခဲ့ပါပြီ။တချို့နိုင်ငံတွေရဲ့စာသင်ကျောင်းတွေမှာစရိုက်တချေကိုမြင့်လုပ်ခိုင်းတာမျိုးကာယချေတွေမှာအိသာဆေးခိုင်းတာမျိုးတွေတက်စားရင်တဘွားဘေးအန္တရာယ်တွေကိုကောက်ခဲ့ဖို့ပညာရပ်တွေထပ်သွင်းပြကြပေးမယ်ဆိုရင်တဘွားဘေးတွေနဲ့ကြုံလာရတဲ့အခါမှာပုံပြီးလက်တွေ့ကြတဲ့ကောက်ခွေမှုတွေလှုပ်ဆောင်လာနိုင်မယ်ဆိုတာဂျပန်နိုင်ငံနဲ့ကီတူတွေကသက်သေပါပဲ။